ရင်ကုန်ပြောရှင်သားတို့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလဲကျွန်တော်တို့ငွေရည်ရော်လမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်တိုင်းကျွန်တော်လမ်းညွှန်လျက်ရှိပါတယ်အဲ့တော့တစ်ပတ်တစ်ပတ်တိုင်းမှာဘလို့ပဲဖြစ်ဖြစ်ငွေကြီးလေးကန်ကောင်းမှုငွေကြီးအဆင်ပြေမှုငွေကြီးခက်ခဲလေးတွေအကျက်တဲတွေကနေလွတ်မြောက်နိုင်ဖို့အယုဒ္ဓယာစုလိုဟလာငွေဝင်ဖို့ပေါ့နော်အခွင့်လန်းရဖို့ကျွန်တော်လမ်းညွှန်မျှဝေပေးနေတာဖြစ်ပါတယ်အားလုံးပဲငွေကြီးအပတ်စဉ်အပတ်တိုင်းဟလာဒီရည်ရော်တွေကိုလှုပ်ချင်းပြည့်အဆင်ပြေနိုင်ကြပါစေ အဲ့တော့ကျွန်တော်၁၄ရက်နိုဝင်ဘာလ၂၀၂၅တောက်ကြနေရနေပြီးတော့၂၀ရက်နိုဝင်ဘာလ၂၀၂၅ကြာသပတေးနေ့ဒီကလာအတော်တွင်းအတွက်ဖြစ်ပါတယ်အဲ့တော့ဒီကလာအတော်တွင်းမှာဘာလူမလဲဆိုရင်တော့အိမ်မှာရှိတဲ့မြတ်စွာဘုရားကိုဩဇာညွန့်ငါညွန့်လှူအားမှာဖြစ်ပါတယ်အဲ့တော့ဖန်ခွက်လေးနဲ့ထည့်ပြီးလှူပါရေလေးထည့်ပါရေကိုတော့နှိမ့်တယ်မှမှလဲပေးပါလှူအားမဲ့အချိန်ကတော့မနက်6နာရီကနေ9နာရီအတွင်းလှူလို့ရပါတယ်เนาะနောက်တစ်ခုက ဒီတစ်ပတ်တော့အတွင်းမှာမဝင်းကားနဲ့ဘူးသီးကျော်မရှိနွမ်းပါတဲ့သူဟလာကိုထက်နိုင်ပါတဲ့သူကိုဒါနာပြုလှူဒါန်းမှာဖြစ်ပါတယ်ဒါတော့ဘယ်အချိန်ရင်မရှိဘူးတစ်ချိန်လောက်လှူဒါန်းရင်ရပါတယ်အပြုရရင်ဘာလို့မလဲဆိုရင်တော့နေ့စဉ်တောက်တော်ကြီးနှစ်ခွက်တောက်တော်ကြီးနှစ်ခွက်တောက်တော်ကြီးနှစ်ခွက်ဟလာလှူရမှာဖြစ်ပါတယ်အဲ့တော့နေ့စဉ်ဘယ်အချိန်ရင်မဟုတ်ဘူးလှူလို့ရတယ်တောက်တော်ကြီးနှစ်ခွက်နှစ်ခွက်ဖြစ်ရမယ်အဲ့တော့အဲ့ဒါတော့တစ်ပတ်လုံးလှူရမှာဖြစ်ပါတယ်နော်အဲ့တော့ဩဇာညွန်ကလည်းတစ်ပတ်လုံးလှူရမှာဖြစ်တဲ့အတွက် ပုံမှန်ရေလေးလဲပေးပါ non wire အစ်စ်လေးလဲပေးပါအဲဒါလေးကျွန်တော်တို့လှုပ်လိုက်မယ်ဆိုရင်တော့ဒီတစ်ပတ်တာအတွက်ငွေကြေးနဲ့ပတ်သက်ရင်အဆင်ပြေကန်ကောင်းမှာဖြစ်ပါတယ်ယုံကြည်လေးနဲ့လှုပ်ပြီးတော့ငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေနိုင်ကြပါစေလို့ဆန္ဒပြုရင်နောက်တစ်ပတ်ဗီဒီယိုဖိုင်မှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ခင်ဗျာ